အခုဗျာဒီမှာကြည့်ပါဒီကောင်အပေါ်ကရှစ်တန်းကျိုးရတယ်ပေါ့နော်နှစ်ပိုင်းပိုင်းဝါတာအဲ့ဒါကိုကျွန်တော်ကជីကလေးစော်ရတယ်ជីကလေးစော်ရတာကိုတော့ပြန်ထည့်မယ်ပေါ့ဗျာအခုပြန်ကျွန်တော်ပြန်မယ်အဆက်ကူလေးနှလုံးကျွန်တော်အခုရှော့လိုက်ပြီဆက်ကူလေးနှလုံးရှော့တယ်ဆိုတော့ဟိုတောင်မှရှိရခွန်တင်းနဲ့တွဲထားတဲ့ဆက်ကူအဆက်ကူအဲ့အဲအဲ့ရှစ်တန်းလေးကိုတွဲထည့်ရမယ်ပေါ့နော်ဘုံငင်ညာလေးကိုခွန်တင်းလေးကိုပြန်ပြုတ်လိုက်ပြီးပါပြီးတော့ကျွန်တော်အဲ့ဒီဒီလေးနှလုံးနဲ့မာကင်ညာဖမ်းပြီးတော့ ချက်တယ်ပေါ့ကျွန်တော်ရှက်တန်းထည့်တယ်ရှက်တန်းထည့်တဲ့ခါကျရင်အတိုင်အရင်ထည့်ရတယ်ပေါ့အတိုင်အရင်ထည့်ပြီးသွားပြီဆိုတော့မှကျွန်တော်ဟိုခုနကခုနေတုန်းကိုကြက်ကမှာဒီကောင်လေးကိုကျွန်တော်အရင်ကြက်လိုက်ပါတယ်ကြက်ပြီးသွားရင်ဆိုတော့ကျွန်တော်ဒီခုနေတင်းကိုကျွန်တော်လီကီးလေးနဲ့အပိုင်းကြက်ထားပြီးရေပေါ့ဒီလီကီးလေးနဲ့အပိုင်းကြက်ထားပြီးသွားပြီဆိုတော့မှ ဒီဒီပိုင်းကျတော့ကျွန်တော်ဒီ clash ဖို့ကိုကျွန်တော်တက်မယ် clash ဖို့ကိုတက်ပြီးသွားပြီဆိုရင်ကျွန်တော်မှာဒီလေးတွေနဲ့အပွင့်အပိုင်ဖမ်းရတယ်ပေါ့ကျွန်တော်ဒီရှက်ဖို့ကိုကြက်နေအောင်တော့ဖမ်းရတယ်ပေါ့နော်ကျွန်တော်စီပန်းပိုက်တက်တယ်ပုံဖုံးလေးတက်လိုက်တယ်ရှက်ဖို့ကတော့တက်ပြီးသွားပြီဒီအတိုင်အောင်တော့ပြန်ချင်ရမှာပေါ့ကျွန်တော်အတိုင်အောင်အရင်ထည့်ပြီးတော့ချင်ရတာကျွန်တော်မာကင်ဖမ်းပြီးတော့ကျွန်တော်ကျွန်တော်အရင်ကြည့်ဦးကျွန်တော်လွန်တိုင်မျိုးပဲအရင်ကြည့်တယ်အရင်ကြည့်ပြီးတော့မှ ကျွန်တော်ရဲ့ချိန်ပုံချိန်နည်းတိုင်းပဲကျွန်တော်ဆိုရင်လွန်တိုင်းမျိုးပဲအရင်ယူပြီးတော့ကျွန်တော်ချိန်နေပေါ့ချိန်တဲ့ခါကျရင်ကျွန်တော်တော့ပုံသေးဘယ်လုံးမဆိုပုံသေးကျွန်တော်3 mm ပဲထားယူပေးတယ်အဒါကတော့ကျွန်တော်ရဲ့ပုံသေးပုံနည်းပေါ့နော်ဒါအဲ့3 mm နဲ့ချိန်လို့မရဘူးဆိုကျွန်တော်နောက်တစ်မျိုးစဉ်းစားပြီးချိန်တယ်ဘာလို့ချိန်လဲကျွန်တော်တိကျွန်တော်ရဲ့တတမတ်တဲ့ချိန်တဲ့ပုံစံမျိုးဆိုရင်တော့ကျွန်တော်ကနီလန်ပေါင်းစုံစဉ်းစားပြီးချိန်တယ်တမျိုးတည်းချိန်တာမဟုတ်ဒါပေမဲ့လွန်တိုင်းမျိုးတော့ကျွန်တော်အများနဲ့3 mm ထားချိန်တယ် ဒီမှာကျွန်တော်အခု dream ထားခြင်းတယ်အဲ့မှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်သူတို့တတ်ထားတာကအနှချောင်းကမတူဘူးဗျအဲ့ဒါကိုကျွန်တော်မသိဘူးချိန်နေတော့ဒီကျွန်တော်မတင်ကားတဲ့အဆုံးညာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်မတင်ကားလို့ကျွန်တော်ဖြုတ်ကြည့်လိုက်တော့မှအနှချောင်းကမတူဘူးဖြစ်နေတယ်မတင်ကားလို့ကျွန်တော်အနှချောင်းဖြုတ်ပြီးလဲလိုက်တော့မှကျွန်တော်လွန်တိုင်းမှာအမှန်ပြန်ချိန်ပြန်ချိန်ပြီးသွားပြီဆိုတော့မှကျွန်တော်တေချာပြီဆိုတော့မှအဖုံးနေပါတေချာကြက်တေချာကြက်ပြီးတော့မှ မှန်မိနေပါပြီကျွန်တော်ချက်တာပေါ့နော်ကျွန်တော်ဖုံးဖုံးနေကျွန်တော်လေးပြားကိုဘယ်လိုပြောမလဲကျွန်တော်တပည့်တယောက်ကပတ်မလာတော့ရှင်းလင်းကင်းလုံးပါကင်းလုံးကျွန်တော်အခုဆက်နင်းမယ်ပေါ့သူကလောလောဆယ်ကျွန်တော်ရှိတဲ့ပိတ်စားလင်းကျွန်တော်နင်းတာအမသားအမသားနဲ့ကျွန်တော်နင်းချလိုက်တယ်နင်းချလိုက်တဲ့အချိန်မှာ ။နင်းကလည်းတောင်းကိုချီထွက်တယ်ဗျ။စက်ကကောင်းလားမကောင်းလားစက်ကိုချီထွက်တယ်။တော်တော်ကောင်းတယ်ဗျ။ချီတော်တော်လာတယ်ဗျ။ဒီအားဒါနဲ့သူပြီးရင်တော့ကျွန်တော်ဆွဲသားချုပ်မယ်တဲ့။ဆွဲသားချုပ်မယ်ဆိုတော့ကျွန်တော်တေချာဆမ်းပြရတော့ဆွဲသားချုပ်မယ်ဆိုတော့ကျွန်တော်တေချာဆမ်းပြစေတန်းကြောင့်လိုပေးခဲ့ပြင်ယုံလေးမှာပေါ့စေတန်းနဲ့ကျွန်တော်ဆမ်းမယ်ပေါ့ဆမ်းမှရဲလို့ကျွန်တော်လည်းဆမ်းခိုင်းလိုက်တယ် ရှင်းစေပေးတယ်။မချီစိတ်လို့ချီလေးစိတ်လို့ဆိုပြီးအချီလေးနည်းနည်းထက်ကျေးပြီးလေ။စေတာကြတော့ချီစိတ်ပါတယ်လား။ကျွန်တော်တို့ရှင်းကြည့်ထားကြတော့ချီကျေးတယ်။စေတာကြတော့ချီစိတ်ပါအဲ့တော့ကျွန်တော်ကျွန်တော်ရဘာမလို့ကျွန်တော်ခွေးစိတ်လေးလေးပဲနည်းနည်းလေးတင်ပေးလေ။ကျွန်တော်ဘာလဲတော့အောက်ခံဘောင်းမီလေးတွေချုပ်တာပေါ့နော်။အကံပေါင်းမိချိုးတာပြည့်ရဲ့ပဲ။ဒီကျိုးနဲ့ချိန်ပြီးတယ်။အထူးဆွဲနိုင်အောင်လို့ချိန်နေတယ်။ င်ပြေသွားပါရဲ့လေးလာကြည့်ပါဗျာများများလေး